အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေ့လာမယ့်သင်ခန်းစာရဲ့ခေါင်းစဉ်ကစတန်ဝါဖြစ်ပါတယ်စတန်ဝါဆိုတာကဒီစကားပြောလို့ရှိရင်အမြဲတမ်းကြားမှုပဲပေါ့နော်စတန်ဝါစတန်ဝါဆိုပြီးတော့အဲ့ဒါကဘာကိုပြောရလဲဆိုဆိုလိုတာကလို့ပြောတာပေါ့နော်စကားပြောရင်ပြောနေစတန်ဝါပါလာရင်ဆိုလိုတာကလို့ပြောတဲ့အဓိပ္ပာယ်မျိုးတက်ရောက်တယ်ပေါ့နော်မလေးကတော့ကျွန်တော်မေးထားတဲ့မိကုံးမှာမတရာတူဝါစကုတ်မေကွန် ပါတယ်စကလုံးနှလုံးပါတယ်ပေါ့เนาะအဲ့ရာကဘာလဲဆိုရင်ကန်ကောအာရောကန်เนาะကောအာရောကန်နဲ့ထောအိုနော်ထွန်ဖြစ်ပါတယ်ဖြေဆိုသူတွေမှန်တယ်ပေါ့เนาะကန်ဒီကောင်ရောရီယာအတက်ကမတ်တရာတူဝစကုတ်မဲကွန်မှာပါပါတယ်မဲကွန်မှာပါပါတယ်เนาะအဲ့တော့သူကရောရီယာတက်ထားပြီမဲ့လို့နော်နူအတက်ပဲအတန်ထွက်မယ်ပေါ့เนาะကန်နဲ့ ton ဖြစ်ပါတယ်ဒီကနေ့ကတော့စတဲ့ငွားဆိုလိုတာကလို့ပြောတဲ့ပုံစံလေးနဲ့စကားအမေးဖြေဖို့ပုံစံမျိုးလေးပေါ့နော်ဒီနေရာမှာတော့အမေးဖြေမဟုတ်ဘဲနဲ့သူတယောက်တည်းပြောတဲ့စကားပေါ့နော်ဆိုလိုချင်တာကဒီမှာပြထားတဲ့ပုံလေးတဲ့အတိုင်းပဲကောင်းလေးကဒီမှာသူကစိတ်မကျေနပ်ဘူးပေါ့နော်မကျေနပ်လို့သူရောက်ရောက်ကိုသူ့ရဲ့အထက်သူကြီးဖြစ်ဖြစ်ကိုယ့်ရဲ့အမဖြစ်ဖြစ်ပေါ့နော်တရားရောက်ကိုသူကမကျေနပ်တဲ့ပုံစံမျိုးတစ်ခုခုသူ့ရဲ့စိတ်ထဲက သူပြောလိုက်တယ်ပေါ့နော်စကားတစ်ခုခုပြောလိုက်တဲ့အချိန်မှာသူကပြန်ပြောမယ်အဲ့ဒါကသူဘယ်လိုပြန်ပြောလဲဆိုရင်ဒီမှာทำไมพ่อแบบนี้ล่ะบ้าจังดีโหลပြောရတာလဲอ่าဒီမှာကျွန်တော်မြန်မာလိုဘာသာပြန်ပြီးတော့ရေးထားဖို့ကြံခဲ့တယ်ပေါ့เนาะဒါမင်းလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်เนาะทำไมบ้าจังလဲพ่อပြောတယ်แบบนี้ดีโหลပုံစံล่ะဆိုတာကနောက်ကအဆက်ပေါ့เนาะ ทำไมพูดแบบนี้ล่ะบ้าจังที่เขาพูดอะไรล่ะเล่โลดัดทำไมเนาะทำไมพูดแบบนี้ล่ะบ้าจังที่เขาพูดอะไรเลยกองนี้จะคู่คู่พูดไล่เตะไอ้เฉยมาตัวเอาก็จะเสร็จตัวเปลี่ยนพูดไหมเธอพูดแบบนี้แสดงว่าเธอไม่พอใจใช่ไหมမင်းဒီလိုပြောလိုက်တာကဆိုလိုတာကမင်းမကြည်နဲ့ဘူးမဟုတ်လားလို့ပြောတာပေါ့နော် ธอสุดาเมย์บ่เนาะเมย์คลียอกูดาบิวเลยผู้แบบนี้ดีรูเปียวดาก็แสดงว่าสุรูดาก็เธอไม่พอใจเมยม่จีนับผู้ใช่ไหมมาเฮาลาเธอผู้แบบนี้แสดงว่าเธอไม่พอใจใช่ไหมเมย์ดีรูเปียวไรดาก็สุรูดาก็เมยม่จีนับผู้ลาหรือเปียวดาพิเศษบ่เนาะ အဲ့ဒီတော့ကျွန်တော်တို့ရှေးရစာလေးကိုပြန်ကြည့်မယ်။ထမိုင်းဖို့ဗမ်နီလာထမိုင်းဘာကြောင့်ဖို့ဗမ်နီလာဒီလိုပြောရတာလေ။ထူဖို့ဗမ်နီแสดงว่าเธอไม่พอใจใช่ไหมမင်းဒီလိုပြောလိုက်တာကဆိုလိုတာကမင်းမကြည်နယ်ဘူးမဟုတ်လားဒီနေရာမှာမှတ်သားထားလိုက်မယ်ဖို့ဗမ်နီဒီလိုပြောတာကแสดงว่าဆိုလိုတာကไม่พอใจမကြည်နယ်ဘူးใช่ไหมမဟုတ်လား ဟုတ်ပြီကျွန်တော်ဒီသင်္ကန်းစာရဲ့နောက်ဆုံးမှာမေးခွန်းတစ်မျိုးမေးမယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်စတန်ဝဆိုလိုတာကလို့ပြောတယ်အဲ့လိုမဟုတ်ဖဲနဲ့စတန်တစ်လုံးနဲ့ဆိုရင်ဘယ်လိုမျိုးအတိတ်ပဲတက်ရောက်မလဲပေါ့နော်နောက်ကဝမပါဘူးနောက်ကဝမပါပဲနဲ့စတန်ဝမပါဘူးရှေ့ကစတန်တစ်လုံးနဲ့ဆိုရင်ဘလိုမျိုးအတိတ်ပဲတက်ရောက်မလဲဆိုပြီးတော့မေးမှဖြစ်ပါလေအားလုံးပဲဖြေနိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ